အကိုမေးထားတဲ့ဟာလေးကကျွန်တော်အုံးသံမိုးကိုဘယ်လိုသုံးတာလဲပေါ့နော်အုံးသံမိုးဆိုတာအုံးသီးရဲ့အခုံကိုကျွန်တော်ကစက်တင်နေရိုက်လိုက်တဲ့ခါမှာအုံးသံအမြင်ရတဲ့အမှုတ်ရပဲပေါ့နော်အဲ့ဒီအမှုတ်ကိုကျွန်တော်တို့က press နေထားတဲ့အတုံးလေးလောက်ထားတာပေါ့နော်ရေချင်တဲ့တိုင်လေးတော့အုံးသံအမှုတ်ဖြစ်သွားတယ်ပေါ့အုံးသီးခုံရဲ့အမှုတ်လို့ပြောလို့ရတယ်အဲ့ဒီအမှုတ်ကကျွန်တော်တို့ site ပြေးကြီးမှာဆိုရင်အလွန်အသုံးဝင်တဲ့နေရာမှာပါတယ်သူက organic material လို့ခေါ်တဲ့တဘာဝပေါ့နော်အဲဒီတဘာဝထုတ်ကုန်တစ်ခုပဲ သူ့ကိုကျွန်တော်ကမြေကြီးထဲမှာရောတဲ့အခါဆိုရင်မြေကြီးရဲ့ဖွဲ့စည်းတိကျပုံကပုံမကောင်းလာတယ်ပေါ့နော်စွိုင်းဆွက်ချာတိကျပုံကောင်းလာတယ်။အဲနောက်ပြီးတော့ကျွန်တော်စွိုင်းဆွက်ချာကောင်းလာရင်ဟောမှာမြေကြီးကပိုကောင်းလာတယ်ပေါ့နော်။ပြီးရင်သူကထဲသွင်းတဲ့ရေတို့အဟာဓာတ်တွေကိုထိန်းသိမ်းနိုင်စွမ်းရှိရဲ့အမြင့်ရဲ့ဒီဖွံ့ဖြိုးမှုနှုန်းတွေကိုလည်းတိုးတက်အောင်ကောင်းတယ်ပေါ့နော်။မြေမမလေးနဲ့အပင်လေးဆိုက်လို့ကောင်းတယ်အင်ဒိုပလန့်နေခြားပင်တွေမှာလည်းဆက်မြေဆက်တာမျိုးတွေမှာအသုံးပြုကြရဲ။နောက်ပြီးအဲ့ဒီကောင်လေးကိုကျွန်တော်တို့အဲရလာတဲ့အုံသက်မှုလေးဒီရာဒီဆိုရင်တော့ဂျွန်ဂျူလိုင်ဆိုရင်တော့ကျွန်တော်တို့ဂိုင်းကူဂိုင်းဆက်လို့ခေါ်တာပေါ့ ်တရက်ပင်နေပဲဂိုင်းကူကူဟိုမင်္ဂလာပဲမဲဂိုင်းကူကူပေါ့အသီးဝင်စားပင်နေဂိုင်းကူတဲ့ခါမှာအုံးလံမုံနေကူးရဲဆိုရင်အဓိကအမြင့်ပေါက်လွယ်ပြီးတော့ဂိုင်းကူရတာလွယ်တယ်ပေါ့နော်လွယ်တဲ့ကြောင့်မလို့ကျွန်တော်အုံးလံမုံကိုအသုံးပြုပါတယ်ကျွန်းရှင်မှာတရုံးကို၄တောင်းနောက်မှကြည်ရတယ်အဲ့လိုအုံးလံမုံတော့ပုံလိုက်ရှိပါတယ်ကျွန်းရှင်မှာတရုံး၄တောင်း၄တုံးဝယ်တိုင်းတရုံးလက်ဆောင်ပေးရဲအဲ့လို၅တုံးတစ်ချီကိုကျွန်တော်တို့နေတွေကိုပို့ပေးတယ်အဲ delivery ရောက်တဲ့ပြည့်တွေဆိုပစ္စည်းရောက်ငွေချေနဲ့ပို့ပေးပါတယ်အုံးလံမုံတော့ဆိုတာစိုက်ပျိုးတဲ့အသုံးအသုံးဝင်တဲ့ပစ္စည်းပါ နိုင်ငံခြားမှာဆိုတော်တော်လေးအသုံးပြုကြပါတယ်သူကိုကိုပီလို့လည်းခေါ်ပါတယ်ခင်ဗျအဲအဲ့ဒါကြောင့်မလို့ YouTube မှာကိုကိုပီလို့လိုက်ရှာလိုက်ရင်ကျွန်တော်အဲအဲ့ဒီရဲ့အချက်လက်တွေကြာလာပြီးတော့လွဲတာလေးတွေလုပ်လို့ရပါတယ်ကျောင်းရှိမှာလည်းအချမ်းလေးတောင်းလို့ရပါတယ်ဗျအားလုံးကျေးဇူးများတင်ပါတယ်